Hello ချေရတယ် B family ပြည်သားစုတွေအားလုံးပဲအခုလိုမျိုးပေါ့နော်မြန်မာ PG ဒုက္ခရောက်နေတဲ့အချိန်အမင်္ဂလာမရှိတဲ့အချိန်ပါပေါ့နော်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တယောက်နဲ့တယောက်ပြန်လှည့်ပြီးတော့ပေါ့နော်။တွေးဆောင်ရတဲ့အတွက်ပေါ့နော်။အားလုံးကိုကျွန်တော်မင်္ဂလာပါလို့ပဲနှုတ်ဆက်လိုက်ပါရစေ။ဟုတ်ကဲ့ကျွန်တော်ရဲ့ Big Boss Rishi Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေခင်ဗျာ။ဒီနေ့2025ခုနှစ် March 29ရက်နေ့ရဲ့မနက်ပိုင်းကလင်နောက်ဆက်တွဲတင်းနေတဲ့အတူနိုင်ငံရေးသတင်းလေးတွေကိုကျွန်တော်အတူတူတိုင်းမှာ reaction လုပ်ကြည့်လိုက်အောင်နော်။ မနေ့ကတရေတွေနဲ့အတူနိုင်ငံရေးသတင်းလေးအတိုးလေးကိုကျွန်တော်ဖတ်ပြပေးပါမယ်နော်မနေ့ကအချက်ပဲစစ်ကောင်းဆောင်မဲအောင်လည်းကထွက်ပြောတဲ့သတင်းတစ်ခုကတော့ကလေးကြောင့်144ယောက်သေဆုံးပြီး132ယောက်ထိခိုက်ဒဏ်ရာရတယ်လို့သူကထုတ်ပြီးပြောထားရှိတယ်ပေါ့နော်အဲ့တော့ဒီအဲ့ဒါတော့သူတို့မနေ့ကပြောတဲ့အခါမှာပြောလေဒီတချို့ဆိုတပြိုတည်းပါတင်ကိုရာရာနဲ့ချီပေါ့နော်ဒါဒီသေဆုံးတာတွေတွေ့ရတယ်ပေါ့နော်အခုမန်လေးပါဆိုရင်မနေ့ညဆိုရင်ဆေးရုံပါဆိုရင်တန်းစီမှဒီ ကရေဒီဘေးရလို့ဆရာဝန်တောင်ကိုပြီးတော့ပါနော်သူတို့ဒူနာယူကြီးစိတ်မကောင်းလို့ကိုကြီးရတဲ့အစီအစီဖြစ်သွားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အဲ့တော့မြန်မာပြည်မှာတော့အခုလောလောဆယ်ကတော့ဒီနေ့မှဆိုဆင်းနေတက်လာမှာဖြစ်ပါတယ်နော်အဲ့တော့ပတိကပိတ်မိတဲ့လူတွေဆိုရင်လည်းတော်တော်များများကယ်ဆယ်လို့မရသေးတဲ့အခြေအနေရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုလိုအချိန်မှာချက်ပဲစစ်ကောင်းဆောင်မင်းအောင်လိုင်ဘက်ကလည်းဒီကလေးနဲ့ပတ်သက်ပြီးဘာမှအတွေ့အကြုံမရှိဘူးဆိုတော့ကျွန်တော်တို့တွေ့ရတယ်ပါနော်ဒါအပြင်ဒီ ဒီချို့တော့ကလေးဒီကလေးကြောင့်ဒီဒုက္ခရောက်နေတဲ့အချိန်မှာတခြားနေရာမှာဒီနောက်ချိုဖက်တွေမှာလေးနေတဲ့ဘုံကျဲတဲ့အခြေအနေလည်းကျွန်တော်တွေ့ရတာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်မယ်ဒီနောက်ထပ်သတင်းတစ်ပုဒ်ကတော့ မန္တလေးမြို့ဦးလာသိမ့်ဘိတ်မပြူကြပြီးတော့ပိတ်မိနေသည့်တန်ရာအပါတရာကျော်ကိုကယ်ထုတ်နေကြောင်းဒီဘာတိုင်ကလူမှုကေဆေးအဖွဲ့မန္တလေးတိုင်းရုံးကပတ်လ18ရက်တကောက်ရချင်းတို့သတင်းထုတ်ပြန်ထားတယ်လို့သိရပါတော့ဒီမှာဆိုရင်ပေါ့နော်တန်ရာအပါ200ကျော်ရှိတာပေါ့နော်အဲ့မှာ200ကျော်စာဆိုစာဖြီနေလို့ကြားရပါတော့အဲ့ဒီမှာ100လောက်ကဒီကလေးကျော်ကလေးကျော်ပိတ်မိသွားတယ်လို့အခြေအနေမှာရှိပါရဲ့နော်အဲ့တော့ဒါတွေကိုကေဆေးတဲ့အခြေအနေရှိတယ်ဘလောက်လွတ်မြောက်လာပြီဘလောက်ဘလွတ်မြောက်သေးဘူးဆိုတာမသိရသေးဘူးနော် ဲ့တော့ဒီဘုတ်ကတော့ဒါကျွန်တော်တို့ဘေးရပြီးဘေးကိုဖြစ်ပြီးအဲ့ဒါဘာလဲဆိုတော့ LED အစိုးရစီစဉ်ခဲ့တဲ့ KSA ရဟဲ့ဒီဘေးရောက်သွားလဲဆိုပြီးမှမြန်မာနိုင်ငံတင်ထားတဲ့တတိယဘုတ်ဖြစ်ပါနော်အဲ့တော့ကျွန်တော်ကလေးလောက်ခတ်တဲ့အချိန်မှာဘေးဘေးရဘေးမြို့နေမှာပေါ့နော်ရဟဲ့ဒီဖြတ်တန်းပြန်တန်းပြီးတော့ KSA လို့လို့ဆိုမမြင်ရဘူးပေါ့နော်အဲအခုဒီ Chapter 6ကောင်စီဖတ်ပါဆိုရင်လေဒီ B70 လို့မှာပုံကျဲတဲ့လေယာဉ်တွေအများကြီးရှိတယ်ပေါ့နော်ဒီလိုမျိုးဟာတွေဒီလိုလေယာဉ်တွေနဲ့လာပြီးတော့ကင်ဆယ်တယ်ဆိုတော့တခါမတွေ့ရဘူးပေါ့နော်အဲ့တော့အမှန်ဆိုရင်တချို့နေရာတွေမှာဒါကင်ဆယ်ကြီးကတကယ်ပဲအရေးကြီးတာဖြစ်တယ်လို့ ဒါရဟိတ်တော့မဲ့အခြေအနေတွေရှိရောเนาะအဲ့တော့ဘနေ့ကထူးထူးခြားခြားပြပပပရဟိတ်ပြန်ပြီးပါကေစိလုံးတွေနဲ့ပြကွေးကိုမတွေ့ခဲ့ရဘူးเนาะအဲ့အတွက်ဒီဒေါ်ဆက်စုကြည်တဲ့ဥတ္တမသမရဦးပြည့်တို့ပေါ့เนาะဒီရဟိတ်နဲ့ပတ်သက်ပြီးတော့သူတို့စစ်စစ်ထားခဲ့ရဟိတ်ကဘယ်ရောက်သွားပြီလို့ဆိုတော့မေးနေတယ် မျိုးတွေရှိပါရဲ့နော်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD အစိုးရလက်ထက်2019ရဲ့အရေးပေါ်ကိစ္စရေးတွေရဟရင်အသိပြထားသည့်စနစ်ကိုစတင်ခဲ့ပြီးကနအူးဖြစ်အီတလီနိုင်ငံထုတ်ရဟရင်တစည်းကိုငိုင်းရခဲ့ပါတယ်တဲ့ကရင်လုံးသီးတွေကကိစ္စရေးလို့ရပြီးအစာစစ်ကောက်စီလေးတက်မှာစစ်ပုံများသည့်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာရက်သားများရှိရသောဘုံသီးများကျဲချတိုက်ခိုက်နေပါတယ်တဲ့အနာသိစကောက်စီစီဒီ၎င်းတို့စက်ကြည်သည့်လက်နက်ကင်များထိုလက်နက်ကင်များထိ ंछ ော်ရရက်တွေနေထိုင်သည့်ပြည်သူများကိုပြန်တက်ရခင်မီလက်နက် လေရင်များကိုဝယ်ယူထားတော့လေကလေးကဲဆိုတဘာဝဘေးကိုကဲဆယ်ရန်အတွက်လေရင်ရဲ့အများအတွက်စိတ်ဝင်စားခဲ့ဘူးဆိုတာမနေ့ကကျွန်တော်ရှင်းရှင်းလေးသိခဲ့ပါပြီနော်အဲ့တော့ချက်ဘက်စစ်ကောင်းဆောင်ကတော့တကယ်ပဲပေါ့နော်ကျွန်တော်ပြည်သူလူထုပေါ့လောကစေတနာတပြားသားမှမရှိတာသိကြပါပြီနော်ဒါအပြင်ဒီပြည်သူလူထုကတော့မှသူတို့ကရန်သူလိုဆက်ဆံတယ်ဆိုအားလုံးသိပြီးသားဖြစ်ပါပြီနော်ကလေးလို့ပြီးပါစစ်ကောင်စီကတောင်ချိုးကိုလေချောင်းအနေဘုံကျဲတယ်ဆိုတဲ့တဲ့လဲကျွန်တော်တက်လာတာဖြစ်ပါတယ်ဖြူဖြူနယ်အတွက်စစ်တောင်ပြည့်အရှိဘက်ယူရမြောက်ကိုလည်းကလေးလို့ပြီးပါစစ်တက်ကဘုံကျဲပါတယ်တဲ့အဲ့တော့ဒီဒီသူတို့တောင်ချိုးဘက်ကို တိမ့်ဖို့သူတို့လုပ်နေတဲ့ကြာပြီပေါ့နော်အခုဆိုရင်ကလေးလောက်ခတ်နေတဲ့အချိန်ပါပြီလေလုံးဝမရှောင်ဘဲနဲ့ပုံကျဲတဲ့နေထားတော့တကယ်ပဲဆက်စုပ် user ဆရာကောင်းပါတယ်နော်အဲ့တော့အချက်ဖက်စစ်ကောင်းဆောင်မင်းအောင်လိုက်ကိုခုနောက်ပိုင်းမှာတော့ဒီနိုင်ငံတော်များများလေထောက်ပတ်မယ်လို့ကလန်းလာတာရှိပါတော့အမေရိကန်နိုင်ငံတော်ဘဒေါ်နယ်ထရန့်ကကိုယ်တိုင်ကလည်းဒီမြန်မာပြည်ကိုထောက်ပတ်မယ်ဆိုတဲ့သတင်းတွေရဲ့တခြားနိုင်ငံတွေပေါ့လေဒီမြန်မာရဲ့ဒီကလင်ဘေးအတွက်ပေါ့နော်သူကူကြီးထောက်ပတ်မယ်ဟာလေအများကြီးကျွန်တော်တို့ဒီသတင်းတွေကြားရတယ်ပေါ့နော်အခု water မတော်ဆိုရင်လေဒီတန်းတစ်ထောင်ပေါ့နော်မြန်မာကြီးချက်ပြီးလေတန်းတစ်ထောင်တန်းတစ်ထောင်ဟာဒီ ကူညီမယ်လို့ကျွန်တော်တတိကြရပါတော့အဲ့တော့ဘာဖြစ်ပြောဒီရဲ့ငွေကြီးတွေကူညီတာတော့ကောင်းပါလေเนาะဒါပေမဲ့အခုချိန်မှာဘေးအွန်လိုင်းစီရောက်လို့ကတော့ပြည်သူတွေစီရောက်ဖို့ဆိုတာလွယ်ပဲတဲ့ဆက်လက်နဲ့ပစ္စည်းတွေဖြစ်သွားဖို့ဆိုတာတော်တော်လေးကိုကြိတ်တည်နေပါတော့အဲ့ဒီတတိကိုတင်ဆက်ထားတဲ့ deletion တော့ကြည့်အောင်เนาะ CUR တွေကို PDF ကဒီတစ်နှစ်ကြကြော်လောက်ပိတ်ဆို့ထားလို့ဒီစားစရာပြက်လက်နေတဲ့ပြူစိုးထီးရွာတွေလက်နက်ခဲယံပြက်လက်နေတဲ့ပြူစိုးထီးရွာတွေကိုဒီအကျန်းဖက်စစ်ကောင်စီက ဒီငလင်ဖြစ်တာကိုအခွင့်ကောင်းယူပြီးတော့ဒီနိုင်ငံတကာဒီနိုင်ငံတကာဒီလူအခွင့်ရေးအရေးပေါ်ကိစ္စရေးအဖွဲ့တွေကိုအကာအကွယ်ယူပြီးတော့စစ်ကောင်စီကဒီငလင်လှုပ်လို့ငလင်ဘေးအန္တရာယ်ကြောင့်ဒုက္ခဖြစ်တဲ့လူတွေကိုကူညီတာမဟုတ်ဘဲနဲ့เนาะသူ့ရဲ့ဒီဒီစစ်ကောင်စီလက်အောက်ကရှိတဲ့ပြူစောထီးတွေ ပြည်သူစစ်တွေနောက်ပြီးတော့သူ့ရဲ့ဒီခြေကုပ်စခန်းတွေကိုသူကဒီစားနဲ့ရိတ်ခါခဲရမ်းတွေလက်နက်တွေကိုတဲယူပို့ဆောင်ဖို့တော့အဓိကလှုပ်ဆောင်လာလိမ့်မယ်တေချာလဲလုံနေလိမ့်မယ်အဲ့ဒါကပိုအန်တရေကြီးတယ်ဗျာနော်အဲဒီအကြံဖတ်ထားဖို့နော်ဒီလက်ရှိနလင်းဘေးအန်တရေကြုံနေရတဲ့နေရာတွေကိုကူညီကယ်ဆယ်ဖို့ထက်စားနဲ့ရိတ်ခါပြက်နေတဲ့သူ့ရဲ့ပြူစောတိရွာတွေကို ော်စားနေရိတ်ခါပို့တာလက်နဲ့ခဲရန်ပို့တာတွေကိုပို့ပြီးတော့မှလှုပ်လာနိုင်ခြေရှိတယ်ဒီဒီငလင်အန်တရကိုအကြောင်းပြုပြီးတော့เนาะဒီနိုင်ငံတကာနိုင်ငံတကာကဒီလှူလာတန်းလာမဲ့ပျက်စီးတွေကိုရယူပြီးတော့မှတကယ်ငလင်အန်တရကြောင့်ဒုက္ခရောက်သွားတဲ့လူတွေစီမရောက်ဘဲနဲ့စားနေရိတ်ခါပြက်လက်နေတဲ့ဒီစစ်ကောင်စီရဲ့ရွာတွေဒီပြူစောထီးရွာတွေကိုเนาะလက်နက်ခဲရန်တွေ စားနေရိတ်ခါတွေပို့ဆောင်တာတွေပူပြီးတော့မှလှုပ်လာနိုင်တယ်အဲ့ဒါကပူပြီးတော့မှအန်ဒီရဲကြီးတယ်ဒါကငလင်ကြောက်ဖြစ်ပေါ်လာမဲ့မြန်မာနိုင်ငံတဲကအန်ဒီရဲအထိုင်းနိုင်ငံမှာလည်းတခုတော့ပြဿနာရှိတာဘာလဲဆိုတော့အခုငလင်ကတော့ထိုင်းနိုင်ငံမှာဒီထိုင်းအစိုးရကတော့ကြီးညာပြီးသွားပြီအာနောက်ထပ်စိုးရိမ်စရာမရှိဘူးလို့တော့ကြီးညာသွားတယ်ဒါပေမဲ့ဒီဘန်ကောက်မြို့အသွင်းထဲမှာရှိတဲ့ဒီကွန်ဒိုတွေပေါ့နော်ဒီအထက်မြေအဆောက်အဦးတွေကွန်ဒိုတွေကိုတော့ဒီဝင်ရောက် နေထိုင်ခွင့်ကို3ရက်ပိတ်ထားတယ်ပေါ့အဲ့တော့ဒီကွန်ဒိုမှာနေတဲ့လူတွေအကုန်လုံးကလည်းကိုနီးစက်ရရွှေမျိုးတွေနီးစက်ရဒီတဲခုတ်ကန်းတွေမှာလိုက်ပြီးတော့မှနေရတာပေါ့နော်ဒီဘန်ကောက်ရဲ့မြို့ပြင်မှာပြီးတော့ဘန်ကောက်မှာနောက်ထပ်ငလင်အန်တရဲစိုးရင်ရလာလို့မေးရင်အစိုးရကတော့မစိုးရင်ရဘူးပြောပေမဲ့လို့အကုန်လုံးကတော့စိုးရင်စိတ်တွေမကင်းကြဘူးဒါပေဒါဆိုရင်နောက်ထပ်အဲနောက်ထပ်ဒီငလင်ဖြစ်ပေါ်လာရင်ပေါ့လေဘန်ကောက်မှာငလင်ဖြစ်ပေါ်လာရင်ဘယ်နေရာတွေက ပို့ပြီးတော့အန်တရယ်ကြီးလဲဆိုရင်ကျွန်တော်တို့ဒီကြောက်ဖရားမြစ်ဒီဒီဘန်ကောက်မြို့တမြို့လုံးကိုဖျက်ဆီးစီးဆင်းနေတဲ့ကြောက်ဖရားမြစ်ရဲ့ဟိုဘက်ဒီဘက်မှာနေတဲ့လူတွေကပို့ပြီးတော့မှအန်တရယ်ကြီးတယ်ဘန်ကောက်မြို့ပြင်ဖြစ်တဲ့ဒီဘန်ခဲတို့ဘန်ကွန်တီယန်တို့ဘန်ဘောတို့နော်စမောပကန်စမောစာခွန် နကော့ပထုံစတဲ့အဲ့လိုထိဆက်နယ်မြေတွေကအဲ့လောက်ပြဿနာမရှိဘူး။ဘာလို့လဲဆိုတော့အဲ့ဒီမြို့တွေကဘန်ကောက်မြို့ပြင်ဖြစ်တယ်။ပြီးတော့ဒီငလင်ကျောပေါ်မှာမရှိဘူး။ဘန်ကောက်မြို့ရဲ့အပြင်ဘက်မှာရှိတဲ့လူတွေကျွန်တော်ထိုင်းနိုင်ငံကညီကိုမောင်မတွေကတိတ်ပြီးစိုးရိမ်စရာမရှိဘူး။အဲအများကြီးလည်းထပ်ပြီးတော့ကြောက်လန့်နေစရာမရှိဘူး။ဘာလို့ဆိုတော့ကျွန်တော်တို့ဒီလူတွေရဲ့စိတ်ကဒီဥပစိတ်ကြဥပဒံဖြစ်တယ်လေနော်။ဟောကြောက်စိတ်တွေအများများပြီးတော့အလုံးလဲမသွားဘူးနော်။ဟောဘလို့လဲဒီအလုံးယုံတွေကအလုံးခေါ်ရင်အလုံးမသွားဘူးသိတယ်မလား။အာအာဒီ အလုံယုံနဲ့အတိုက်ခံလှုပ်ပြီးတော့အလုံနားတာတို့ဘာတို့တွေဖြစ်ပေါ်လာရင်ကိုယ့်အတွက်ပဲအန္တရာယ်ရှိတယ်ဆိုတော့ဒီချိန်ကထိုင်းနိုင်ငံမှာဒီချိန်ကထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားခုနှစ်တန်းကျော်ရောက်နေတယ်အဲ့တော့လူတစ်ယောက်ထွက်သွားရင်လူအယောက်20လောက်ကိုသူတို့အตาလေးခေါ်ထည့်လို့ရတယ်เนาะအဲ့ဒီအတွက်ကြောင့်အကြောက်လွန်ပြီးတော့မှเนาะဒီစမောပကံစမောစာခွန်ဘန်ခဲဘန်ကွန်တီယံဘန်ဘော နကော့ပထုံအစရှိအဲ့ဒီထိဆက်နယ်မြေတွေမှာရှိတဲ့လူတွေကအကြောက်မလွန်ပါနဲ့အလုတ်ဖွင့်ရင်လည်းအလုတ်တွေကသွားကြပါပြီးတော့အဲ့ဒီနေရာတွေကငလင်ကြောမှာရှိတဲ့နေရာမဟုတ်ဘူးအဲနောက်ထပ်တစ်ကြိမ်အန်ဒီယေမရှိတော့ပါဘူးเนาะအဲ့တော့ထိုင်းနိုင်ငံမှာရှိတဲ့ညီကိုတွေအရန်ကြီးကြီးပါတယ်အခုဆိုရင်ထိုင်းနိုင်ငံမှာဒီဒီအလုတ်အကင်အခွင့်အလန်းထက်ကိုအလုတ်သမားတွေကပုံများနေတယ်เนาะမြန်မာနိုင်ငံက9တန်းကျော်ရှိနေတယ်ထိုင်းမှာအဲ့တော့ ကိုယ့်ရဲ့လက်ရှိအလုပ်ကိုဒီအလုပ်နဲ့စန့်ကျင်ပြီးတော့မှ အလုပ်နားတာတွေအလုပ်ပြတ်တာတွေဖြစ်လာရင် အလုပ်ထုတ်ခံရရင်ကဲဒါတော့ဗောနော် သူထိုင်းနိုင်ငံခြေနေလေးပါသူတုံ့သက်ပေးတာဖြစ်ပါတယ်เนาะအဲ့တော့ရှေ့မှာတုံ့သက်ပြထားသလိုပဲပြူစောတိရွာတွေကိုထောက်ပံ့ဖို့ဒီဖြစ်သွားတဲ့ဟာမျိုးတွေဖြစ်လာနေတဲ့အခြေအနေရှိပါတယ်เนาะအဲ့တော့နိုင်ငံတကာကတော့သိကြတယ်ဒီကလင်ဘေးအတွက်ပေါ့เนาะနိုင်ငံတကာထောက်ပံ့ကြမှာသိကြပါတယ်เนาะအဲ့တော့မေးအောင်လည်းလည်းနိုင်ငံတကာအကူအညီတောင်းထားတယ်ဆိုတော့ထောက်ပံ့တွေကိုယူပဲလက္ခဏာလည်းရှိတယ်ပေါ့เนาะအဲ့တော့ဒီသူတို့ဒီမေးအောင်လည်းကလော့စ်ရမှာသူတို့ကနိုင်ငံကိုပေါပိုင်စီးတာဖြစ်တဲ့တော့မေးအောင်လည်းကတစ်စစ်ပဲဒီအကူအညီတွေသွားမှာဖြစ်တယ်ပေါ့เนาะဒီအကူအညီတွေကတကယ်ရောရောက်မလားဆိုတာတော့စဉ်းစားစရာဖြစ်ပါတယ်เนาะမေးအောင် လည်းသိကြပါတယ်เนาะအဲ့တော့အားလုံးကဒါကိဒါကိမှာဖြစ်တော့ကဘယ်လိုလဲဆိုတော့အားလုံးလည်းအထွေထွေရှိပြီးသားဖြစ်တဲ့အတွက်ဒီတစ်ခေါက်ကလေးဘေးမှာတော့မဲအောင်လိုင်ကတော့သူ့ရဲ့အာနာတီပြဲဖို့တော့เนาะသူလိုသူပေးချင်တဲ့နေရာတွေပဲပေးပြီးတော့သူ့ရဲ့ဒီစစ်တပ်အတွက်ပဲသုံးချမဲ့ဝေဖြစ်သွားမှာတော့တေချာလက်ခတ်ပြည်ကြီးလက်ခတ်ဘလို့ဖြစ်ပါတယ်เนาะအဲ့တော့ဒါလည်းသတိထားစရာဖြစ်ပါတယ်ကဲနောက်တော့တစ်ဖက်တစ်ဖက်တစ်ပါလဲပေါ့နော်စစ်ဘူတာဆေးမပေးဘူးဆိုရင်စစ်ကားထိုးပြီးပေါ်တာဆွဲမယ်ဆိုရင်ထွေဥတီကပြောလာတဲ့သတင်းလေးနောက်ထောက်ကြည့်အောင်နော် အမျိုးနယ်စစ်ကောင်စီထွေးအောင်စီဝေးမှာမြို့နယ်အတွင်းရက်ွက်တွေကအုတ်ချွေးမှုတွေအနေနဲ့စစ်မှုတန်းစည်ရင်မပေးရင်စစ်ကားထိုးပြီးပေါ်တာဆွဲခံရမယ်လို့ချင်းချောက်ပြောဆိုကြောင်းရက်ွက်ရုံနဲ့နှိစက်သူတွေစီကသိရပါဗျ။ရက်ွက်အုပ်ချုပ်မှုတွေအနေနဲ့ကိုရက်ွက်ကိုတာဝန်မယူရင်စစ်ကားကိုရက်ွက်ထဲပိတ်ရက်ပြီးအကုန်ဆွဲခေါ်မယ်လို့အာနာသိမ့်ပြီးတဲ့နောက်မြို့နယ်ထွေအုပ်ဖြစ်လာခဲ့တဲ့ကချင်တိုင်းရင်သားဦးလောဟာကမတ်လ၁ရက်နေ့မှာပြုတ်လုပ်တဲ့လာပတ်စည်းဝေးမှာပြောဆိုခဲ့တာလို့သိရပါဗျ။ ပြီးခဲ့တဲ့အာဓမစစ်မှုထံအပတ်စဉ်၁၁အတွက်မြို့နယ်အတွင်းကရက်ွက်တစ်ခုကိုလူ၂ယောက်နှုန်းပေးရမှာဖြစ်ပေမဲ့ရက်ွက်၉ခုဟာစစ်မှုထံစီရင်မပေးနိုင်ခဲ့တာကြောင့်ထွေအုပ်ဦးလောဟာကအစည်းအဝေးမှာရက်ွက်အုပ်ချုပ်ရေးမှူးတွေကိုချင်းချောက်ပြောဆိုခဲ့တာလို့ရက်ွက်ရုံးနယ်နှိစက်သူကပြောပါတယ်။မတ်လအတွင်းမှာပဲမြို့နယ်အတွင်းကရက်ကွက်လေးခုမှာအုပ်ချုပ်ရေးမှုအသက်တွေကိုတန့်ခါရေးပါတီဝင်တွေနဲ့အစားထိုးခဲ့တယ်လို့ဆိုပါရယ် မြောက်ကလာပါမြို့နယ်မှာရက်ွက်16ခုနဲ့မြို့တိရက်ွက်ကြီး2ခုစုစုပေါင်းရက်ွက်16ခုရှိတယ်လို့သိရပါတယ်ရှင်။ကဲနော်ဂျပန်စစ်ကောင်စီကတော့သူလုတ်ဆဲရှိတဲ့လုတ်ကိုဆက်လုတ်နေတယ်။ရုပ်မှလည်းရှိပြီဆိုတော့တွေ့ရပါတယ်။ကဲတော့တရေကတော့ရန်ကုန်ပန်းလေးအပြန်လဲပါချက်ဘက်စစ်ကောင်စီကိုတိုက်ခိုက်တဲ့သတင်းနဲ့အတူပေါ့နော်ကလေးသတင်းတွေပြောထားတဲ့သတင်းလေးတစ်ချက်တော့ကြည့်အောင်နော်ကလေးအမြန်လမ်းမှာဖြစ်ပွားခဲ့တဲ့နှစ်ရတာတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့ကားတစ်စီးဟာ၆ထဲပြုတ်ကျခဲ့ပြီးစစ်သား၈ယောက်သေဆုံးက 16ရောက်တန်းရာရရှိသွားတယ်လို့သိရပါဗျ။ရန်ကုန်မန္တလေးအမြန်လမ်းမှာမတ်လ25ရက်နေ့နဲ့26ရက်နေ့နှစ်ရက်တာအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကအခုလိုမျိုးသေဆုံးတန်းရာရရှိမှုတွေရှိခဲ့တာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကမနေ့ကထုတ်ပြန်ထားပါဗျ။ပထမတိုက်ပွဲဟာမတ်လ25ရက်နေ့ည7:00နာရီကျော်အချိန်အမြန်လမ်းအတိုင်းမောင်းနှင်လာခဲ့တဲ့စစ်ကောင်စီတပ်ရဲ့စစ်ကားနှစ်စီးကို PDF တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ဒုတိယတိုက်ပွဲကတော့မလ26ရက်နေ့မနက်တနားရီကျော်အချိန်လောက်မှာရန်ကုန်မန္တလေးအမြန်လန်း128မိုင်းမင်းရဲရေစခန်းနဲ့142မိုင်းနက်ရဲတွင်ရေစခန်းတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ကဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေတိုက်ပွဲတွေဖြစ်ပွားခဲ့ရလို့သိရပါတယ်။ဒီတိုက်ပွဲအတွင်းမှာလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်သေဆုံးပြီး၄ယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဘက်ကအထီးခိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ကဲနောက်ထပ်ကျွန်တော်နောက်ထပ်နားဆောင်မှာတင်ရတော့ခုကလေးနဲ့ပတ်သက်ပြီးနောက်ဆက်တွဲပေါ့နော်နောက်ဆက်တွဲဘယ်လိုမျိုးတွေပြင်ဆင်ရမလဲဘယ်လိုအန္တရာယ်ရှိသေးလဲဆိုတာကိုတင်ဆက်ထားတဲ့ဟာတော့ကြောက်နော်။ငလီနဲ့ပတ်သက်ပြီးရောငလီကတော့ဟိုလှုပ်ပြီးသွားပြီဆိုတော့ဒီလှုပ်ပြီးကာစားအခြေအနေကျွန်တော်တို့အခုဆိုနိုင်ပိုင်းပေါ့လေ။အဲ့ဒီအခြေအနေမှာဟိုမြန်မာပြည်က လူတွေဘာတွေဖြစ်စင်ပြီးတော့နေထိုင်တဲ့လဲဟိုငလင်ပညာရှင်ကျွမ်းကျင်သူကြောင့်နေလဲဟိုဘာများဟိုအကြံပြုခြင်းလဲခင်ဗျာဟိုအခြေခံမျိုးရတော့ညီမကြီးကငလင်လောက်ခံခံရနိုင်တဲ့နိုင်ငံပဲအဲ့တော့ဟိုဒီကိစ္စကကျူတင်ကာကွယ်လို့ရတဲ့ကျူတင် ပြီးတော့ခံမှန်းလို့ရတဲ့အရာမျိုးလည်းမဟုတ်ဘူးသူတည်သနာတွေရဒီဦးရပဲအချက်လို့ရတယ်ဘယ်နေရာမှာငလင်ဘဝနာဘလောက်ထိတွေ့နိုင်ရေးရှိတယ်ဆိုတော့အားပဲရှိတယ်ဘယ်အချိန်မှာလုပ်ရလဲမသိတိုင်ဘူးပေါ့နော်အဲ့တော့ လူတိုင်းလူတိုင်းကဒီကိုဒီအင်္ဂလိပ်ဇာတိဒီအချိန်မျိုးကြာနိုင်လဲဆိုတာသိထားတဲ့နဲ့သိရတဲ့ကြောင့်ငလင်းနဲ့ပတ်သက်လာရင်တကယ်တမ်းဖြစ်တာကငလင်းလုံးလုံးလူသေးတာမဟုတ်ဘူးပေါ့နော်ကိုအဆောက်အုံကြီးပြူကြလို့သေးတာဖြစ်တဲ့ကြောင့်ဆောက်အုံကြီးကငလင်းတန်းခံနေအောင်ဆောက်ထားတဲ့နဲ့ဆောက်ထားတဲ့ဆိုတာကတော့ငွေကြီးလို့အရန်ခံအောင်ဆောက်နိုင်တာတော့တပြူးဖြစ်ပြီးတော့ဒါမှန်လူတွေကလည်းမိမိအိမ်ဒီမှာဘေးစိတ်ပိုင်းတွေကတော့အထူးဖြင့်တော့ တောက်ကျိုးတွေပေါ့နော်ကျင်တွေလိုမျိုးဟိုကလခိုင်တစ်ခုလှဲ့နေပြီးမှတောက်ကျိုးတဲ့ကော်နာနဲ့ကျင်တွေနဲ့ချိန်လိုက်လို့မျိုးပေါ့နော်အဲ့လိုပဲဆောက်ဦးတွေကိုတစ်သားအိမ်ကနေပြီးတော့မှစပြီးတော့ဘုံကကိုအိမ်ဆောက်ကိုခိုင်ကအောင်ပြင်ထားတယ်ပေါ့နော်နောက်တစ်ခါပါလဲဆိုတော့ငလင်းရောက်အဆောက်ဦးကြီးကပြူကြတာတဲ့အဆောက်ဦးထဲမှာရှိတဲ့အစိတ်ပိုင်းတွေပြူကြလို့လဲတည်နိုင်တယ်ထိခိုက်တယ်ရရနိုင်တယ်ဥပမာဆိုတော့ဒီဆိုင်တွေပြူကြတယ်အရင်ကဒီ ဒီဘာလဲသူဒီကြီးပေါင်းကောကနေပြီးတော့အုတ်ဒီအပြားလဲကျွေကြတယ်ပြိုကြတယ်အဲဘုန်းနေပြိုကြတယ်အဲအဲ့လိုမျိုးတွေပေါ့နော်ဘီရိုကြီးတွေလဲကြတယ်အဲ့ဒါလေးကြောင့်ထိနေတာဆိုတော့အလေအနေဖြစ်နေတဲ့နေရာမှာနေရတဲ့အတွက်ကြောင့်မိမိအိမ်ဒီမှာအဲ့ဒါတွေကိုခိုင်းကန့်နေအောင်နေရာနဲ့တွဲပြီးချိန်ထားတဲ့ပုံစံမျိုးတို့ပေါ့နော်နောက်တစ်ခါအဲ့ဒီအရင်နေအိမ်ယာတွေကဆာဟိုမှာအဲကွန်းအောက်တဲ့နေရာမှာအိမ်သားတို့ဒီဇိုင်းနေရတဲ့နေရာမှာနေတာအဲ့ဒါတွေကိုလည်းရှောင်တဲ့လေဒါကျူတင်ပြင်ဆင်ရမယ့်အပိုင်းတွေကိုပြောတော့ပေါ့နော် အဲ့ဒီကောင်းတဲ့အဆောက်အဦတွေဆိုလဲ retrofit ပေါ့နော် concrete နဲ့ပုတ်သွင်းတာတို့ဒီလိုမျိုးခိုင်အောင်ပြန်လုပ်ထားတဲ့ပေါ့နော်အဲ့ကျူတင်ပြေစရာပဲအပိုင်ပြီးရင်တော့လူတူးချင်းနေနေကမိသားစုတွေနေနေကနေရာဒီကလေးလွတ်ရရင်ဘယ်လိုတုံ့ပြန်မလဲဆိုတော့ကြိုပြီးတိုင်ပင်ထားတဲ့ရေးကြုံလာရင်အိမ်ပါပေးနေရအလူကြုံဆုံးလဲပေါ့နော်ဒါပညာရှင်တွေပြောတဲ့ပုံမှန်တိုင်းဆိုရင်တော့ခိုင်ကတဲ့စပွဲအောက်တို့ကလေးအောက်တို့ကိုပြေဝင်တဲ့နီလာပေါ့နော် နောက်တစ်ခါတော့ပရမောက်တူတော့အဲ့လိုပြေးပုံရင်းခဲ့မှာတော့အဲ့လိုမျိုးပြုတ်ကျနိုင်တဲ့အရာတွေအားလုံးနဲ့ဘေးကိုချောင်းရမှာပေါ့နော်အဲ့ဒီကမှမတည်တဲ့ပေါ့နော်ဟောပြီးတော့ရှင်ဟိုပြောင်းရတယောက်ဆက်တွေ့နိုင်ပဲလမ်းကြောင်းတွေရှားပဲနောက်တစ်ခါကလင်းကြောင်းဆက်ဖြစ်လာနိုင်တဲ့အော်ဘီတာရှော့ဖြစ်တာတွေကက်စိုးတွေရှားတော့ပြီးတော့ပေါက်ခွက်ပြီးတော့မီးမီးလောင်တာတွေဖြစ်နိုင်တော့အဲ့ဒါတွေအားလုံးအများဆုံးပိတ်တင်တယ်ပေါ့ဘားတွေပိတ်တာတွေအဲပေါဝါမင်းတွေချတာတွေတော့လုတင်တယ်ပေါ့နောက်တစ်ခါတော့အဆောက်အဦနဲ့မှနေရင် ပြေုံပြေးထွက်တာမလုပ်သေးဘူးပြင်မာနေတဲ့စောင့်ဝင်တွေကိုပြေးဝင်တာမလုပ်သေးဘူးဘာလို့လဲဆိုတော့အဲ့ဒီပြေးဝင်နဲ့ပြေးထွက်တဲ့တကားပေါက်ကြီးပေါက်ကြီးလေကားတွေကပုံပြီးကလေးမှအနေဖြစ်တာများတယ်ပေါ့ခုစိနေပြီးတော့မှဖြစ်တဲ့ဝင်တဲ့အရာတွေမှာလေအဲ့ဒီအလေကောင်ကလေကားနဲ့ဆက်တဲ့အရာတွေပဲပြိုကျတော့တွေ့ရနေမယ်အဲ့တော့ဟိုအဲ့တော့တတိထားတဲ့နဲ့အားလုံးသိရမယ်ပေါ့နော်လမ်းပေါ်မှာပြင်မာရောက်နေရင်တော့ကားပေါ်မှာဆိုရင်လည်းကားကိုတနေရာမှာအတင်းရင်ဆုံးနေရာမှာရပ်ပေါ့နော်တက်တိုင်လေးမီးကျိုးနေတဲ့လွတ်မဲ့နေရာမှာတနေရာမှာရပ်ပြီးရင်ရင်ရင်တိတိတာအကောင်းဆုံးပဲ ်အင်္ဂလိပ်အနေနဲ့ရှိတဲ့အခါမှာဖြစ်လာပြီဆိုရင်အကြောက်တရားနဲ့အကြောက်လန့်မှုနဲ့ဟိုထိတ်လန့်မှုနဲ့မလျှောက်မလုပ်ပဲနဲ့မရင်ဆိုင်ပဲနဲ့စိတ်ကိုတတ်နိုင်မှတည်တည်ရင်ထားပြီးတော့ရင်ဆိုင်တဲ့နဲ့ပေါ့ဒါပေမဲ့ကလင်းဆိုတာကတော့မြေသားကလှုပ်တာဖြစ်တဲ့တရောလူကတော့စိတ်ไซโคโลจีရတယ်ပေါ့စိတ်စိတ်စိတ်ကတော့ချောက်ချားအမှန်ပဲတတိကိုကြီးစားပြီးတော့မှအနေကင်းဆုံးနေရာမှာနေဖို့ပဲအဓိကတော့ပြောချင်တယ်ပေါ့နော်အခုဟိုမြို့နယ်တိုင်းမှာအခုသူစိုးမိုးနိုင်ငံနေမိတိုင်းမှာတဘောအပေးရနေရဲ့ အဲလေပတ်သက်တဲ့ဟိုကိုတာဝန်ကနေလည်းရှိတယ်နောက်ပြီးတော့အဲ့အတွက်ကိုလည်းအခွန်အောက်ထဲရနေလည်းရင်းပေါ်တို့မြန်ရေးအတွက်ကိုခြံထားတာလည်းရှိတယ်ပေါ့နော်အဲ့ဒီကနေခုနပြောတဲ့ဟိုဒုဗားရောက်တဲ့လူမျိုး why ချက်ချင်းကိုကြီးဖို့လည်းရှိတယ်အဲ့အတွက်ချက်ချင်းလေးတို့အမိသားတွေခစရာဥသူရီပြည်သူဥသူရီဖွဲ့တွေကိုလည်းကြံကြားထားပြီးပေါ့နော်ဂျန်နေဝီတာတာတွေကာဝေးတို့ဂျန်နေတာတာတွေလည်းပေါင်းဆက်ပြီးတော့လုပ်ဖို့ဆိုအောင်ချက်ချင်းလေးတို့ရေလုပ်နေပါတယ်စိုးပိုးတိုင်းနေနေပြည်တွေပေါ့နော် အစိုးရနိုင်တဲ့နေပြည်တော်တော့လည်းပြည်သူလူထုကိုအသိပညာပေးတဲ့လုပ်ငန်းကိုပဲအဓိကလုပ်ရတော့ဘောတော့ကလေးလုပ်တယ်ဆိုတော့လည်းတို့အစိုးရချက်ချင်းကြီးရနိုင်ခဲ့တယ်ကြီးကြရတယ်ပေါ့နော်အဲ့ဒီချိန်မှာအခုချိန်ဒီစကားစားရာဘယ်တော့ကြီးရလဲတော့မသိဘူးပေါ့နော်တို့တော့တော့ကြောက်လုပ်ခဲ့တယ်ပညာပေးတဲ့လုပ်ငန်းတွေလည်းလုပ်နေတယ်အခုလည်းလူကြီးတွေကိုလည်းအထွက်ပြီးတော့စာနာတွေကြောင်းနဲ့အားပေးစကားတွေလည်းပြောနေကြတယ်ပေါ့အဲ့တော့သူတို့ကတော့နောက်တစ်ခါနိုင်ငံတကာကကိုကြီးရဖို့လေတို့ကလည်းတောင်းဆိုတယ် ကျင်နိုင်တော့တို့တွေကိုပြေဖို့ပုံပြီးသူဒူးဒူးတဲ့ထဲကိုတိအောင်ဆုံးရောက်နိုင်မို့လဲဒါဝိုင်းပြီးတော့ကျင်နိုင်လမ်းကြောင်းအားလုံးနဲ့ကူညီဖို့စီစဉ်နေပါတယ်။ကဲဒါတော့တကယ်ပဲကောင်းပါတော့ဂျပန်စစ်ကောင်စီကိုကူညီမဲ့အခုပေါ်ဆိုတော့ကလေးဘေးတော့ကုညီမဲ့နိုင်ငံတွေများလာတယ်ပေါ့နော်အဲ့ဒါတွေကအချက်ပဲစကောင်စီစီကသွားတယ်ဆိုတော့တေချာပါပေါ့နော်ပြည်သူစီလက်ထရောက်မှုဆိုတာမလွယ်ပါဘူးနော်အဲ့တော့စီလေးတစ်ပိတ်သားဒီတပ်ပြားလေးသုံးချက်လေးချက်အဲ့လိုနဲ့ပြပြီးတော့ပဲအခြေအနေမှာရှိပဲနော်အဲ့တော့ဘာပြောဒီလိုကိစ္စတွေမှာထိထိပိပိကြိုက်တွေဟိုအရန်ရေးကြည့်ပါတယ်နော် ကဲတစ်ဖက်မှာလည်းပေါ့ဒီစစ်မိတ်စာအဖွဲ့တွေကလည်းသူတို့လည်းကင်လီတာခန်းစားတဲ့အခြေအနေလေးပေါ့နော်ကျော်ဆိုးရဲ့အိမ်ပျက်စီးသွားတဲ့အခြေအနေတခြားကြည့်ကြည့်လောက်နော်ညနေပြီးမှငလင်းဆုပ်သွားတာဒါအိမ်ရဖျားနေသူတို့ဖျားရပါဘူးဖျားစီမပျက်စီးဘူးအိမ်ရဖျားခြင်းအကုန်လုံးပျက်စီးသွားပြီဒါတော့ကျွန်တော်တို့ဒါဒီဘက်ကပြီးလို့ပြီးလို့လည်းပျက်စီးသွားပြီဒီမှာကျွန်တော်တို့ကတီးပြီးခင်ရတီးပြီးတီးပြီးဆိုတော့မှစောက်ထိုးပဲဒါမှမကျန်တော့ဘူးဒီမှာရင်ကျွန်တော်ဒီဘက်မှာဒါပြီးလို့လည်းနေတဲ့အတိုင်းပဲဒါကျွန်တော်တို့အထက်ကိုပြောင်းဝင်မယ် ာဒီမှာအကုန်အကုန်ပြည့်ပြီလားဒီမှာဒါရေရေချိုးကားဆိုလည်းအကုန်လုံးလားဘာမှမကျန်တော့အကုန်အကုန်တို့ကြဒီမှာဒီမှာမြို့ကြောင်ပြတ်လားဒီမှာမြို့လားမြို့မြို့ကြောင်ပြေလို့ရောက်တယ်ပါလားအကုန်ပြည့်စီးသွားပြီ။ဒီမှာအမှားကြံတော့။ Okay ။ เนาะအဲ့ဒါပြည်သူလူထုကိုအများတိုင်းပဲပြောင်းလဲပြောင်းစားလုပ်ပြီးတော့အများနဲ့ဘုံကျဲပါတက်ပြစ်ပါလုပ်နေတဲ့ကောင်းတွေမင်းတို့ကောင်းတွေဒါနေအောင်နေသေးတယ်เนาะပါတော်ပြီတပါတမမင်းအခုပြစီပါဟာထပ်လုပ်ပြီထပ်ထပ်လုပ်နေသေးတယ်ဆိုးတာဗျာကျွန်တော်ကဲဒါတော့เนาะဒီချက်ဘက်စကောင်စီလော်ပြီးကျော်စိုးရဲ့အိမ်မှာလဲသူရဲ့ကလင်တန်ကိုခန်းစားသွားတဲ့အခြေအနေဖြစ်ပါတယ်เนาะအဲ့တော့ဘာပဲပြောအခုအချိန်မှာဆိုရင်တော့မင်းစိုးပြီးကြီးကဥဆောင်နေတဲ့အခါမှာဗောနောတိုက်ပြီးတရားအ ီအုပ်ချုပ်နေတဲ့အခါမှာဒီလိုမျိုးဟာတွေဖြစ်လာတွေ့တွေ့ရပါတယ်เนาะဒါအပြင်ကျွန်တော်ဒီမေအောင်လိုင်းရဲ့ခေတ်မှာဆိုရင်အလုံးမြင်တဲ့အတိုင်းပဲပေါ့เนาะနိုင်ငံရရစရာမရှိရေးကြီးလိုက် ဒီ show တို့နေပေါက်လိုက်ဒီအခုဆိုကလေးလောက်လိုက်ပါတော့တော့ထပ်ဘာတွေထက်ကြော်အောင်လဲဆိုတော့ကျွန်တော်မသိဘူးเนาะဒီဘေးအောင်လည်းရှိသေးရတာထပ်ပြီးတော့ဒီဘေးဒုက္ခတွေထပ်ပြီးတော့ကြုံဖို့ဆိုတာတေးကြပါရင်เนาะအဲ့တော့ JavaScript ကောင်စီဘေးအောင်လိုက်ရင်မလုပ်နိုင်ရင်လည်းဆင်းလိုက်တော့ပေါ့เนาะပြည်သူကလည်းဒုက္ခတော်တော်များနေပါပြီเนาะတကယ်တစ်ခါလေးကြရင်ပေါ့เนาะဟိုစစ်နိုင်ကြလို့ပြောတာပုံပဲပြည်သူရဲ့ဒုက္ခကိုစာနာလွန်လို့ပေါ့เนาะဒီဘေးအောင်လိုက်ကိုတကယ်ပဲတော်တော်လေးယူမုန်းနေအခြေအနေအနေထားတွေဖြစ်ကုန်ကြပါပြီเนาะအဲ့တော့မြန်မာနိုင်ငံကြီးကဘယ်လိုအခြေအနေရောက်နေလဲဆိုတာဒီ သေးကိုဖော်ထားတဲ့ဗီဒီယိုဖိုင်လေးတစ်ဖိုင်လေးနဲ့ကျွန်တော်အဆုံးသတ်လိုက်အောင်နော်။ဟုတ်ပါဗျာ။ဟုတ်ကဲ့မင်္ဂလာပါ။ကျွန်တော်လေးပထမဆုံးအနေနဲ့လက်ရှိမြန်မာနိုင်ငံရေးကိုတစ်ချက်တော့ပုံဖော်ပြပေးပါလား။ဘာလို့ဖြစ်နေရလဲ။ဒီကျွန်တော်ကတော့ဗားမီကောက်ပြတ်သွားလဲကျွန်တော်ရွာမှာ AC ဘာမှမလုပ်လဲစားရတယ်ကျွန်တော်၃မိနစ်ရှိရှိတယ်၃မိနစ်မှောင်းလဲ AC ကျွန်တော်အိမ်မှာငဲဆုံးမလုပ်လဲစားရတယ်အမပူစရာမရှိဘူးမြန်မာနိုင်ငံကဒီပုံစံပဲဖြစ်နေပါတယ်နော်အဲ့တော့ကိုယ့်ရဲ့ ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့အခြေအနေတွေအခြေအနေတွေအဆင်ပြေနေဆိုကျန်တဲ့သူတို့ဘာမှကြိုးမဆိုင်ဘူးဆိုတဲ့အနေအထားတွေတွေ့နေပါတယ်အခုဆိုလည်းပြည်နယ်တိုင်းပဲဒီလောက်ကလေးလုံးလုံးသူများတွေစိတ်ဆင်းနေတဲ့အချိန်မှာဒီတောင်ချိုးတွေကိုဒီရှမ်းပြည်နယ်မှာဘုံတွေသွားကျင်းနေတဲ့အခြေအနေတွေ့ရပါတော့တော်တော်လေးကိုရုံမှာရက်စက်တဲ့လောက်ရပါတော့ဒါကတော့အဲ့တော့မင်းအောင်လည်းကတော့သူ့ရဲ့လူရဲ့ကတော့ဒီမှာပေါ်တည်ဖြစ်ပါတယ်နော်အဲ့တော့ဘာပဲပြောဒီကလေးပေးပါလဲတကယ်ကလေးကတည်းကခန်းစားနေတဲ့သူတွေကိုကိုကြီးထောက် ပတ်မဲ့အစီအစဉ်တွေကုညီထောက်မှပစ္စည်းတွေရောက်လာရင်လည်းတကယ်လိုအပ်တဲ့လူတွေလက်ထက်ရောက်ပါစေလို့ဆုတောင်းရင်းနဲ့ကျွန်တော်ပြန်လို့ဆုံးသက်လိုက်ပါရနော်။ Okay အစားဆုံးကြည့်ပြီးတဲ့ပြပပြသူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချသာချင်းကိုကြီးချမ်းမချင်းနဲ့ပြည်စုံကြပါစေ။ကျွန်တော်လည်းအခုချိန်ဒီနာစီ၆ဆုံးတော့မသက်သာသေးတဲ့အတွက်ပါနော်။အတန်အဆင်မပြေသွားရင်အထူးပဲတောင်းပန်လိုက်ပါရနော်။